ော့ကျွန်တော်တို့အုံနောက်ထဲမှာပေါ့နော်ကျွန်တော်နားနားလေးမှာကျွန်တော်တို့ဒီခန္ဓာကိုယ်ကို balance ညီဟန်ချက်ညီအောင်ထိန်းညီပေးတဲ့ sensor လေးတစ်ခုရှိရဲ့အဲ့ငလင်းလှုပ်ွားတဲ့အချိန်မှာကြာတော့အဲ့ sensor လေးကယော်ပြီး move ွားဒီငလင်းနောက်ဆက်တွဲပေါ့နော်အဲ့လို move တဲ့ဟာတွေ move ငွေတာတွေဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဒီအချက်လေးတွေကိုအဲတုံးပြီးတော့ပေါ့နော်တက်တအောင်လုပ်ကြည့်လို့ရတယ်ဗျနံပါတ်တစ်ချက်အနေနဲ့ကတော့ဗျာကျွန်တော်တို့ဒီတရားမှတ်တယ်လို့ပေါ့နော်အသက်အသက်ရှူလေးချင်းငန်းလေးတွေလုပ်တဲ့နေနံပါတ်နှစ်အချက်အနေနဲ့ကတော့ရက် coffee အဲ့ဒါတွေတော့ကျွန်တော်တဲရှောင်အောင်မယ်ပေါ့နော်နံပါတ်3အချက်ကတော့ကျွန်တော်အရေးကြီးပါတယ်ကျွန်တော်တို့ဒီ internet တွေရတဲ့အချိန်တွေမှာဆိုရင်ကျွန်တော်တို့ကသတင်းတွေသိရဖို့ပေါ့နော်ဒီဖုန်းကိုအဆင်မပြတ်သုံးရတယ်အခုလို့အဲဒီငလင်ကြောင့်မူးတာမျိုးဖြစ်တတ်တဲ့အချိန်တွေမျိုးမှာအတက်နိုင်ဆုံးတော့ဖုန်း screen သုံးတာ laptop screen သုံးတာကိုကိုယ့်ကိုယ်သိချာကန့်သက်ပြီးတော့အသုံးပြုသင့်ပါတယ်နံပါတ်4တစ်ချက်ကတော့ကျွန်တော်တို့ဒီအလုံးပိတ်အခန်းတွေပြီးတော့အခန်းချင်းတွေအဲ့လိုအခန်းလေးတွေကတော့ အဲအတက်နိုင်ဆုံးရှောင်ရှားပြီးတော့နေထိုင်တဲ့မှာပဲပေါ့နော်ကျွန်တော်နံပါတ်5ကတော့ထိုင်နေနေပေါ့နော်ရုပ်တရက်ကျွန်တော်တို့ဒီမှာထိုင်နေထိုင်နေနေမူးတာဝေတာအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာဆိုရင်ဥပမာဗျာတစ်ပင်တို့အဲ့ပြီးတော့ကောင်းကင်ကတိန်တို့အဲ့အရာတွေကိုကြည်ပြီးတော့စိတ်ကိုတက်တာရရအောင်အနာပေးတင်တယ်ပေါ့နော်နံပါတ်6အချက်ကတော့ comfort place ပေါ့နော်စိတ်တက်တာရရမဲ့နေရာကိုသတ်မှတ်ပြီးတော့အနာယူတင်ပါတယ်နောက်ဆုံးအချက်ကတော့ စကားပြောပေးပါကျွန်တော်တို့စိတ်ထဲမှာခံစားနေတဲ့အရာတွေအခက်အခဲတွေစိုးရိမ်နေတဲ့စိတ်တွေကိုအတက်နိုင်ဆုံးတခြားတစ်ယောက်နဲ့ sharing လုပ်ပေးပါတခြားတစ်ယောက်ကိုပြောပြကြည့်ပေးပါ